လောကလူတွေရဲ့စိတ်ဟာဖြူစင်တော့အောင်မနဲ့လောက်ရမလို့ဆိုမြတ်စွာဘုရားကပညာယပရိသုတ်သတိပညာဖြစ်မဲ့ဆေးကြောလို့ရလူတွေရဲ့စိတ်ကကဲပညာနဲ့ဆေးကြောတယ်ဆိုရင်ကိုယ်စိတ်ထဲမှာရှိတယ်အဲ့နဲ့မိုးတော့လင်းရောက်လို့မျက်စိလေးနှလုံးဖွင့်လာတဲ့အချိန်ကနေစပြီးတော့ကိုယ်စိတ်ကိုချက်ကင်လို့ဘာတွေတွေးနေလဲ ကိုယ်စိတ်ထဲမှာလောဘရှိနေလားဒေါသရှိနေသလားမောဟရှိနေသလားစိတ်ရဲ့အငြိအကျေးတွေရှိသလားအာယုန်နဲ့တွေ့ရင်စိတ်ဟာအငြိအကျေးတွေနဲ့ရှိနေသလားဆိုတာကိုယ့်အကုန် check in လုပ်ရအောင်လုပ်တဲ့အခါကျတော့ညံမရှိရင်သိပါ့မလားမသိဘူးစိတ်ရဲ့အငြိအကျေးကြီးနော်ကိုယ်ဝတ်တဲ့အဝတ်မှာတော့ပေးတယ်ဆိုရင်မသိဘူးလားသိတယ်စိတ်မှာလည်းပဲအဲ့ဒါညစ်ပေလာရင်သိရမသိရင်ဒီညစ်ပေမှုကိုဖယ်ရှားနိုင်မှာမဟုတ်ဘူး အဲ့ဒါကြောင့်မလို့စိတ်ရဲ့အညစ်အကြေးကိုသိဖို့ရတဲ့ပညာလိုအပ်တယ်ပညာနဲ့သာလှင်စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြနိုင်ပါလေတဲ့ဒါကြောင့်မို့သိအောင်ကြိုးစားရမယ်လို့ဒီလိုပြောတယ်ကိုယ်စိတ်လေးဖြူစင်ဖို့အရာစကားပြောရင်တော့လွယ်တာပေါ့စိတ်ဖြူစင်အောင်ထားဖြူစင်အောင်ထားဆိုတာဘယ်ဟာကဖြူစင်တာတော့ဘယ်ဟာမဲတာတော့မသိရင်ဘယ်လိုလုပ်ဖြူစင်အောင်ထားမလဲမသိနိုင်ဘူးဟုတ်ကဲ့လားဖြူစင်တာကိုမဲတယ်ထင်နေတယ်မဲတာကိုဖြူတယ်ထင်နေလို့ရှိရင်ဘယ်လိုလုပ်ဖြူစင်အောင်လုပ်လို့ရနော် အေးဒါကြောင့်မလို့မြတ်စွာဘုရားကဒီမိခွန်းတွေကိုဒီလိုဖြေလိုက်တာအဲ့ဒါလိုဖြေလိုက်တော့နောက်ထပ်မိခွန်းတွေဆက်ပြီးတော့တက်လာတယ်အလာဝကကြီးကမိခွန်းတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုမေးတာနောက်တစ်ခုပညာနဲ့ဖြူစင်အောင်လုပ်ရတယ်ဆိုတော့ဒါဖြင့်ဒီလိုစိတ်ထက်ကိုဖြူစင်စေတတ်တဲ့ပညာမျိုးဟာဘယ်လိုလုပ်ပြီးရအောင်ယူမလဲဟောဒါမိခွန်းတစ်ခု ပညာကိုဘယ်လိုလုပ်ကြည့်ရမလဲမြတ်စွာဘုရားကပညာရတဲ့ဤကို ပြောတယ်သုတ်တူတာလဘတိပညာနဲ့နားလေခြင်းနဲ့စိတ်နားထောင်ခြင်းနဲ့စိတ်နားထောင်ခြင်းနဲ့ဆန္ဒရှိပညာရပါလေဟောကြည့်ပြီတရားပွဲလာတရားနာတယ်ဆိုပညာမရဘူးလားအာနာခြင်းနဲ့စိတ်အရင်ကြောင်းမို့လို့နားခြင်းနဲ့စိတ်ကြောင့်ဒီပညာရတာတရားနာနေတဲ့အချိန်လည်းပဲ ကျိုးစားပြီးတော့မမသာသာနာမယ်ဆိုတဲ့စိတ်ရှိတဲ့လူကမမှတ်မိဘူးလားအေးဒါကိုပြောတာမြတ်စွာဘုရားကပညာရချင်တယ်ဆိုရင်တတ်ချင်တဲ့စိတ်ကအဓိကဟုတ်တတ်ချင်တဲ့စိတ်ရှိရင်တတ်ပြီးရှင်တော်ကဆရာတော်ကြီးတို့ကပြောတယ်မင်းစတတ်ချင်လားလို့ဆိုတတ်ချင်ပါလေအေးတတ်ချင်တတ်ပြီးကွာလို့ပြောဘာဖြစ်လို့တော့ဆိုတတ်ချင်တဲ့စိတ်ဟာဒါပုတ်ဦးပဲစတတ်ဖို့ရအတွက်တတ်ချင်တဲ့စိတ်ဟာအဓိကကြတယ် ဒါကြောင့်မလို့ပညာရဖို့ရာအတွက်ပညာရချင်တဲ့သင်ကျင်တဲ့စိတ်ဟာအဓိကမကြဘူးလားကြတယ်သင်ကျင်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ကမှပညာကိုရအောင်သင်တာ